ော့ခဲမှာအကုန်လုံးပါသွားရွာပါသွားတော့သူတို့ဘလို့နေကြမလဲပေါ့ဖေးတော့တော့ဖေးနေတယ်ဧပြီလတရနေ့ကနေ့တကြံတိုင်ခင်တဲ့ငလင်ပေးတဲ့သူတွေအတွက်နေ့စဉ်သမင်ဟင်ရေတန်းစလာတွေစတူဒီတာနေ့စဉ်လူဒန်းသွားမယ်ဆိုတဲ့ပို့ကြပြုခင်အားလုံးပဲမင်္ဂလာပါ MSL News Channel ကနေ့ကြိုဆိုပါရစေ။ဆိုင်မိုက်နာမည်နဲ့ပြည်သူအပင်မောအခိုင်အမာရရှိခဲ့မင်းသမီးပို့ကြပြုခင်ကတော့ ဧပြီလ၁ရက်နေ့ကနေစပြီးငလင်ပေးတဲ့သူတွေကိုတကြံမတိုင်းခင်ထိနေစဉ်ထမင်းဟင်ရေတန်စာရာတွေစတုဒီတာနေစဉ်လှုပ်သွားမယ်လို့ဆိုပါတယ်။ဧပြီလ၁ရက်နေ့ကနေစပြီးနေစဉ်ထမင်းဘူးစတုဒီတာချက်လုပ်နေပါတယ်။ဒီတက်ကတော့ကိုတိုင်းချက်ကိုတိုင်းတက်မနက်၄နာရီခွဲလေးကနေထမင်းထားချက်ပြီးစီစဉ်ခဲ့တဲ့အလှုပ်လေးပါ။အိမ်နဲ့ဆိုင်တွင်ပိုင်းကတော့ငလင်တန်းကြောင့်အနေငယ်ထိခိုက်ပျက်စီးမှုတွေရှိရာကြောင့်အချိန်တိုင်းတန်တခုထိရတနာ PK ထုံးစိန်ဆိုင်ကိုယာယီပိတ်ထားပါတယ်။ကျမမိသားစုကအဆန်ရှိတလောင်ငွေရလူအားစိုက်ထုတ်လူတန်းပေးပါမယ်လက်တလုံးမှာတော့မန္တလေးမြို့ထဲမှာရှိတဲ့ ငလင်းနဲ့ခံစားခဲ့ရတဲ့ပြည်သူတွေအတွက်ထမင်းဘူးရေတန်းနဲ့လိုအပ်နိုင်မဲ့ရာရီကိုညီနိုင်တဲ့လူသုံးခုပြည်စည်ကိုလိုက်လံလှူဒန်းပေးပါတယ်။ဒါကြောင့်မတိုင်ခင်ဒီနေ့တိုင်းလူနိုင်မှုစူးစမ်းနေတဲ့လူတယောက်ဆောင်ဖူးချပြုခင်ကပြောပါတယ်။သူမကတော့ဧပြီလတရနေ့မနေ့ပိုင်းစာကိုလက်ဖက်ထမင်းကျဲပြောငချောင်းကျော်တရချင်းတုတ်တို့ပါဝင်တဲ့ထမင်းဘူးလူဒန်းနေရာလေးဖြစ်ပါတယ်။မနေ့ပိုင်းတစ်ဖက်အပြင်ညနေ၄နာရီကျော်မှထမင်းထပ်ပြီးတော့ကျဲရလို့သိရတယ်။ဒီလူမပါဝင်ကူညီပေးကြတဲ့အစိုးရမိုးထမင်းဖောင်းတော့ပြင်မှာမတ်မိုးထွေမိုးထီအောင်စီနေတယ်။ ချင်းမိတ်ဆွေရအောင်ကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ဧပြီလတရကစပြီး66လမ်းနဲ့တရားကိုလမ်းတောင်းရှိရတနာ PK တွန်းစိမ့်ဆိုင်ရှိမှာလေ။နေ့စဉ်ထမင်းဖို့စလို့ဒီတာဝေးပေးမှာဖြစ်လို့အကူညီလို့သူတွေလာရောက်သုံးဆောင်နိုင်တယ်လို့သူမကဆက်ပြောပါတယ်။အဆောင်တင်ကြည့်ရှုပဲပရိသတ်အားလုံးကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။